ဩဂလ18ရက်နေ့မှာယောစီမီဒဝေးချန်ပီယံကပတ်ပွဲထွေးရမယ်။ဒူပလက်စင်နဲ့ခန်းစားချီမားတို့ပွဲအကြောင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကြောင်းအချို့ကိုတင်ပြခြင်းပါတယ်။လက်ရှိမှာဒူပလက်စင်ကချန်ပီယံပါ။ခန်းစားချီမားရဲ့ကချန်ပီယံကပတ်လို့ရမှာပါ။ဒါပေမဲ့ပရိသတ်များစုကဒီပွဲမှာခန်းစားချီမားရဲ့နိုင်မယ်လို့ထင်ထားကြပါတယ်။ကျွန်တော်ကတော့50 50လို့ပဲပြောခြင်းပါတယ်။မဖြစ်မနေတယောက်ယူရမယ်ဆိုရင်တော့ဒူပလက်စင်ကိုယူခြင်းပါတယ်။ ဘာလို့လဲဆိုတော့ဒီဖိုက်တာကပတ်စုံရတဲ့ဖိုက်တာတယောက်ပါစတရိုက်ကင်းလည်းရသလို ground ဘိုင်းလည်းမခေပါဘူးဒါကြောင့်မို့လဲချန်ပီယံကပ်ဘတ်နှစ်ကြိမ်ကာဝယ်ထားတာပါဒီဘက်က2023ကဝေဒါဝိုင်းတန်းမှာတိုးတက်ခဲ့ရဲ့ကန်ဆာချီမာရဲ့နဲ့ဂေဗန်ဘန်ပွဲတော်လို့ပြစ်လာနိုင်ပါတယ်အဲဒီတော့ကလည်းအတော်လေးကြည့်လို့ကောင်းခဲ့ပါတယ်ပရမချီမာကန်ဆာချီမာကဝင်လုံးနဲ့ဂေဗန်ဘန်ရဲ့ ground scale က2အတွက်အခက်တွေ့စေခဲ့ပါတယ် ါကြောင့်မို့ဂျန်တဲ့အခြေလေးမှာ striking ဘိုင်းနဲ့ပြောင်းဝစားခဲ့တယ်။ဒီဘွဲကလည်း game ဘက်နဲ့ပွဲတော်လို့ဖြစ်လာနိုင်ပါတယ်။သူတို့နှစ်ယောက်ရှင်ကြည့်ရင်အတက်ကတူတူပါပဲ။30နှစ်စီရှိနေပါပြီ။အရလည်းမကွာလို့လက်တန်လည်းသိမကွာပါဘူး။ဒူပလက်စစ်က striking လာရင် striking ground လာရင် ground ပဲဆုံးရတဲ့ fighter တယောက်လို့ပြောလို့ရပါတယ်။သူ့ရဲ့အကြိုက်ဆုံးချက်ကိုပြောရရင် ပွဲချိန်ပြီးအာယုံဆိုင်ထူထပ်တဲ့ဖိုက်တာတယောက်ပါဖိုက်အန်ဂျူလည်းမြင်ပါတယ်တလုံးရောမာကွန်ရောကောင်းပါတယ်ဗန်နီယာပြောတယ် US ရဲ့အကောင်းဆုံးစတရိုက်ကာကြီးစတရီလန်ရောစတရိုက်ကင်ဘိုင်းနဲ့ပဲနှစ်ချိန်အနိုင်ပြထားပါတယ်ကန်ဆာချိန်ပိုင်းကိုကြည့်ရင်ပွဲချိန်ပြီးတိတ်မထိုးဘူးလေးပါဘူးကေဘန်ဘိုင်းနဲ့တပွဲပဲသုံးကြီးပြီးထိုးဘူးပါတယ်သူပွဲတွေကပရမအကြီးတွေမှာနိုင်ရတာများပါတယ်။ဒူပလက်စ်က၅ကြိမ်ပြီး၂ကြိမ်ထိုးဖို့ပါတယ်။ အဲ့ချက်ကဒူလာစစ်အတွက်အာသာမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ခန်းဆက်ကတော့တရားပေါဝင်လုံးပါပါ။ဒူလာစစ်တာဂရောင်းပိုင်းလေ့ကျင့်လာရင်နိုင်မှုရာခိုင်နှုန်းများပါတယ်။စဉ်းစားစရာတစ်ချက်ရှိတာဒူလာစစ်ကချန်ပီယံကပ်ပနှစ်ကြိမ်ကာဝယ်ထားပါတယ်။ခန်းဆက်ချိန်မှာကကပ်ပမရဘူးလို့တော့ကပ်ပစားလောင်နေတဲ့ဖိုင်တာတယောက်လို့ပြောလို့ရပါတယ်။ကျူးစောင်းမှုပိုင်းမှာခန်းဆက်ချိန်မှာကပိုပြီးပြင်းထန်လာနိုင်ပါလို့မြင်မိပါတယ်။ ရန်နီယာတွေ့တာကတော့ဒူလက်စစ်ကို နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ခန်းဆက်ကစောစောသေးသေးပွဲပြားနိုင်မယ်လို့မထင်ပါဘူး။ဒူလက်စစ်ကအကြမ်းစားဖိုင်ရာတယောက်ပါ။အချီတိုင်းကိုပိုပိုပြီးကောင်းလာတယ်။နောက်ပိုင်း၄ကြီ၅ကြီတွေမှာဒူလက်စစ်ကခန်းဆက်ချီမရက်ကိုအနိုင်ယူပြလိမ့်မယ်ဆိုပြီးမှတ်ချက်ပေးထားပါတယ်။ဒူလက်စစ်ကခန်းဆက်ချီမရက်ရဲ့ရုံးဝမရှိဆန်ရင်ကိုချိုးပြတော့မယ်ထင်ပါတယ်။ဘာဖြစ်ဒီဘက်ကအရန်ကြီးလို့ကောင်းပြီ။လုံးဝမမေ့နိုင်တဲ့ပွဲလိုပဲဖြစ်လာမှာပါ။ ားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးရယ် subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်